Mm-hmm. <laughs> ီနေ့မှာတော့ကျွန်တော်မာရတဲ့ filament နေကျွန်တော်ရှိဖို့ရောက်လာတဲ့အတွက်ကြောင့် unboxing လုပ်ခဲ့ video ဖန်ယူပဲဖြစ်ပါတယ်အဲကြောဘာကလာလေးပါတယ်ဆိုတော့ cassette ကိုလည်းတူတူလိုက်ကြည့်ရအောင်ပရမဆုံးနေနဲ့တော့အဖြူအောင်လေးပါမယ်ညကျွန်တော်အဖြူအောင်လေးကိုနှစ်ခွေမာလိုက်ပါတယ်အဲတော့ဒီရက်မှအဓိကမှာပြီးတဲ့ color ကတော့ပန်းအောင်ပဲကျွန်တော်ပန်းအောင်လေးရှူလာလို့မိထားတဲ့အတွက်ကြောင့်ကျွန်တော်ပန်းအောင်လေးကိုစီစားပေးမှာပြီးထားတာပဲဖြစ်ပါတယ်ဒါလေးကတော့ပန်းအောင်မှာအလူလေးဖြစ်ပါတယ် ဒါလေးကတော့ဖိုင်ရောင်မှာအရင်နေဖြစ်ပါတယ်။သူကတော်တော်လေးကိုကလာလေးကစိုးပြီးတော့တော်တော်လေးကြီးကိုခေါ်ပါတယ်။ပြီးတော့ဒီခောက်ဆန်းမာထားတာတော့ရွှေရောင်ပဲဖြစ်ပါတယ်။မက်တလစ်ကိုလည်းခေါ်ပါတယ်။ရွှေရောင်ကလည်းတော်တော်လေးကိုမိုက်ကြပြ။ဝင်းဥညာပဲ။အဒမီဖေကာတွေမှာဆိုလို့ရှိရင်တော့ရွှေရောင်ကြီးတောင်းမဲ့အပိုင်းတွေမှာဆိုရင်တော်တော်လေးကိုနှားမဲ့အယောင်ကြီးလိုလည်းမြင်တယ်။ပြီးတော့မရှိမဖြစ်ရှိရမဲ့အယောင်တွေမှာတော့အနဲ့ရောင်လည်းပါပါတယ်။အဲဒီဆုံးကျွန်တော်အနဲ့ရောင်လေးကိုထည့်ပြီးမှာလိုက်ပါတယ်။အနဲ့ရောင်မှာအနဲ့အဆူလေးဖြစ်တဲ့အတွက်ကြောင့်တော်လေးနဲ့သူကလင်းနေ ကော်လာဒီယိုရိုဒီဆမ်ရောက်ထုတ်ကြည့်ရမယ်။ခဲအောင်လေးကလည်းတော်တော်လေးကိုအတုံးဝင်တဲ့ခဲအောင်လေးဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုခဲအောင်လေးလည်းထည့်ပြီးမှလိုက်ပါတယ်။ခုတော့ဆက်ကြည့်လိုက်ပါဦး။ခဲအောင်လေးရဲ့အမိသားလေးကအတော်လေးလေးမိုက်ပါတယ်။ခဲကူမှသူကခဲအရှူလေးပါ။ 3D printer တွေရဲ့အကြောင်းကိုသိကျင်တာပဲဖြစ်ဖြစ် 3D printer တွေကိုမှားကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ရှိမှာအကုန်လုံးရပါတယ်။ Experiment တွေကိုလည်းအင်တိုင်းအားရရအောင်လို့ကျွန်တော်စီစဉ်နေပါတယ်။ စိတ်ဝင်စားလိုက်ဆိုရင်တော့ like and follow လေးလုပ်ပြီးတော့နိုင်ပါတယ်။ YouTube channel ကိုလည်း subscribe လုပ်ထားဖို့တောင်းဆိုပါတယ်။ link ကိုလည်း description ရဲ့အောက်မှာကျွန်တော် link လေးချပေးထားပါမယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ပြန်ဆောင်ကြပါမယ်။ကျွန်တော်မန်းဆောင်ပါ